ဖွဲ့ဆက်ခိုင်းကျွန်တော်ဒီနေ့ပြောပြမှာကတော့အခု2025ထရက်နမယ်ရမ်းကြီးနေတဲ့ DC ရဲ့အဆိုလူကောမစ်ဆီရီတဲ့အဆိုလူဂရင်းလန်တန် follower ကိုပြောပြမှာဖြစ်ပါတယ်။ကဲဆက်လိုက်အောင်ဗျ။ဒီဇလန်ကနီဖာရာတဲကန်တာကလမ်းမပေးရနေစတင်လာတယ်။ဟဲဂျော်ဒန်ကရုပ်ပြဆင်ပြန်နဲ့ကြောက်လန့်ကြနဲ့လမ်းလျှောက်လာခဲ့တယ်။ကင်းလေးနဲ့ရေကာဒစီကဟဲဂျော်ဒန်ကိုတွေ့ပြီးသူ့ကိုမတင်ကားလို့စစ်မိပါတယ်။ ဟဲဂျိုဒန်ရဲ့ဘေဘလကအင်ဂျင်အကက်ထဲမှာထည့်လာပြီးပြန်ထုတ်လို့မရတဲ့ပုံစံဖြစ်နေတယ်။ဒါကိုရဲကလက်နက်တစ်ခုရှိတယ်အထင်နဲ့အထင်ထုတ်ခိုင်းခဲ့ပါတယ်။ဟဲဂျိုဒန်ကညှင်းဆန့်နေတော့တန်းတန်းနဲ့ချိန်ပြီးတော့လက်နက်ဖက်လုံးကိုပြခိုင်းလိုက်တယ်။ဟဲဂျိုဒန်ရဲ့လက်ကအင်ဂျက်ထဲကထုတ်လိုက်တယ်နဲ့အနောက်အောင်ဆွားရီထွက်လာပြီးတော့ရဲရရှိကိုဝါမြူသွားခဲ့တယ်။ဟဲဂျိုဒန်ကကြောင်းလက်တုံလုပ်ပြီးတော့ထွက်ပြေးသွားခဲ့တယ်။ပြီးတော့ဟဲဂျိုဒန်ကစားတော့ဆိုင်ဒီဇိုင်းကိုတွေးတော့ဝင်သွားခဲ့ပြီးရေတစ်ခွက်မှာပြီးထိုင်နေခဲ့တယ်။ အဲ့အချိန်သတင်းဌာနတွေကရေးကြည့်သတင်းဝင်လာခဲ့တယ်။ Evergreen မြို့ရဲ့အလဲဘုံမှာအစိမ်းရောင်ယာကြီးကအကြောက်ရောက်ပြီးမြို့ကြီးကပျက်စီးနေခဲ့တယ်။ဟဲဂျော်ရန် Evergreen ကလာတာပါဆိုပြီးတော့တွေ့ရဖြစ်ပျက်ကို ပြန်လည်ပြောပြနေခဲ့တယ်။လွန်ခဲ့တဲ့9ရက်က Evergreen မြို့ရဲ့စားသောက်ဆိုင်တစ်ဆိုင်မှာဟဲဂျော်ရန် John Stewart နဲ့ Joe Mullin တို့တုံးကနေ့လယ်စာစားနေခဲ့တယ်။ဟဲဂျော်ရန်ရဲ့ဇက်ကောင်က ခြား universe လို့ပိုင်လော့တယောက်မဟုတ်ခဲ့ဘူးဒီ universe မှာတော့ဟဲဂျော်ဒန်ကရန်နာပစ္စည်းရောင်းဝယ်တဲ့သူပါသူကသူ့ရဲ့တငယ်ချင်းနေနဲ့သူတာယာရဲ့ဘဝကိုဖျက်ဆီးမှုအတွက် Evergreen မြို့ကိုပြန်ရောက်လာခဲ့တာပါနောက်တစ်ယောက်က John Stewart သူကရန်ဝတ်တဟောင်းတယောက်ဖြစ်ပြီးတော့အခုတော့မြို့ပြစီမံကိန်းနေနဲ့ဆေးရုံတွေကိုချဲ့ထွင်ရေးကိစ္စတွေမှာလုပ်ကိုင်နေတဲ့သူပါနောက်တစ်ယောက်က Joe Mullin သူကသူ့ရဲ့ပါတနာနဲ့ရှမ်းဖြစ်ပြီးတော့ Coast City ကနေ Evergreen မြို့ကိုပြန်ရောက်လာခဲ့တဲ့သူပါ ူတို့တော့ဦးစကားပြောနေတော့မှာပဲဆိုင်ရုပ်စုတစုကမြို့ထဲကိုအရှိန်ပြင်းပြင်းနဲ့မောင်းဝင်လာခဲ့တယ်။မြို့ရဲ့လေပေါ်မှာရုတ်တရက်အစင်းအောင်ဆွဲနေပေါ်ပေါက်လာခဲ့တယ်။စတန်ကြီးစည်းကအရှိန်ပြင်းပြင်းနဲ့ဝဲတိုင်းမိသွားခဲ့တယ်။ဟဲဂျော်ဒန်ကကုညီဘိုးထွက်သွားခဲ့တယ်။ဂျွန်စတီဝါကတော့လူနာတင်ကားကိုဖုံးခေါ်နေပါတယ်။အဲဒီချိန်မှာမှဟဲဂျော်ဒန်အစင်းအောင်နေရောင်တည်ထားမိသွားခဲ့တာပါ။အဲဒီအစင်းအောင်နေရင်ဘသူဖန်နေခဲ့ရလဲဆိုပြီးပြောနေကြတော့မှာဂျိုးမူလင်းကတော့ဘိုးဘွားအစင်းအောင်အရာယူတည်ထားမိသွားခဲ့တယ်။ အဲ့ဒီနားမှာတော့အာဗင်ဆာကိုတွေ့ရပါတယ်အာဗင်ဆာဆိုရင် ပုံမှန်ယူနီဖာမှာဟဲဂျော်ဒန်ရဲ့အရင်လက်စွပ်ပိုင်ရှင်ပါဒီယူနီဖာမှာတော့ခက်တံတဲ့မျက်နှာနဲ့အစွားကြီးကြိုတာတော့ကောင်းဖြစ်တွေ့ရတယ်ထို့နောက်ဇလန်ပြစ်စုံပန်ကာလာကိုပြတာတယ်ဟဲဂျော်ဒန်ကအဲ့ရဲ့အဲ့ဒီကြိုသားရဲ့နာမည်ကိုအာဗင်ဆာလို့ခေါ်တယ်ပြီးတော့အဲ့ဒီကြိုသားကြီးကအဲ့ဒီအစိမ်းရောင်ယာယီကို Greenland Dan လို့ခေါ်တယ်လို့ပြောလိုက်တယ်အဲ့နောက်ဒီကိစ္စတွေဖြစ်ခဲ့တာကျွန်တော်ကြောင့်ပါ ျွန်တော်အမအတခုပြုတ်ခဲ့တယ်ကျွန်တော်ဟီးရိုတယောက်ဖြစ်ရှင်ခဲ့တာပါလို့ပြောလိုက်တယ်အာမစ်စာကျွန်တော်လက်နက်တခုပေးခဲ့တယ်လို့ပြောလိုက်တော့ဝေဂျာမန်လေးကတနက်လိုမျိုးလာလို့မေးတော့အဲ့ဒီတဲ့ပို့ဆိုးတယ်လို့ပြောလိုက်တယ်ဝေဂျာမန်လေးကသူ့ရှေးတောက်ပြီးပြန်လာတော့လို့ပြောလိုက်တယ်အဲ့ဒီချိန်လူကြီးတယောက်ကမင်းကဘာလက်နက်ပေးခဲ့ရလဲမင်းအိတ်ကထဲရအောင်ဘာလဲလို့မေးခဲ့တယ်ဟဲ့ကြော်ရံပြလို့မရဘူးလို့ပြောတော့အဲ့လိုရအတင်းဆွဲထုတ်ပြီးကြီးလိုက်တယ်။အဲ့ဒီအချိန်တန်းအန်အန်ကြီးက အဲ့လူကြီးကိုဝါမြောက်သွားခဲ့တယ်။အရှာအလုံးပဲ။ဒါပေမဲ့သူ့ရဲ့ရွှေဆွဲကျိုးလေးတော့မပါခဲ့ဘူး။ဆိုင်ထဲကလူကြီးကရုပ်တဲတဲဖြစ်သွားကြတယ်။ဟဲဂျော်ဒန်ကသူ့ရဲ့လက်ကိုထိ ंछ ုပ်ပြီးပြန်ထည့်ဖို့လုပ်ခဲ့တယ်။ဝေဒါမန်လေးကသူ့ကိုတနက်နဲ့ပြစ်လိုက်တယ်။အဲ့ချိန်ဟဲဂျော်ဒန်ကတတိလက်သွားခဲ့တယ်။ဒန်အန်ဂျီကဆိုင်တစ်ဆိုင်လုံးကိုဝါမြောက်သွားခဲ့တယ်။ဟဲဂျော်ဒန်ကပြန်တတိရလာတော့သူတနက်နဲ့ပြစ်ခံထားတာကိုတွေ့တယ်။ကောင်းတယ်ဒီတရားနဲ့ငါတည်သွားခဲ့ရင်ဒီယာကြီးလည်းပြောက်ခွေသွားမှာပဲဆိုပြီးတော့ထင်လိုက်တယ် ဒါပေမဲ့အဲ့ဒီဒန်းအန်ဂျီတွေကသူ့ကိုအကောင်းပကတိဖြစ်အောင်ပြောလို့ပြခဲ့တယ်။သူတည်ချင်တာတော့တည်လို့မရတဲ့ဘဝပါ။အဲ့ဒီချိန်ဟဲဂျော်ဒန်လို့အော်ဒန်ကြလို့သူကနောက်လည်ကြည့်လိုက်တဲ့ချိန်မှာဂျိုးမူလင်ကအဆင်အောင်ဆိုင်အနေနဲ့ရောက်လာတော့တွေ့ခဲ့ရတယ်။ Follow ကဒီမှာပြီးပါပြီဗျ။ဒေါက်တာအဆက်တွေနားတော့ကျင်းနေရဆိုရင် Like Subscribe လုပ်ခဲ့ပေးပါဦးဗျ။ကျေးဇူးတင်ပါတယ်ဗျ။